မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ၈ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာမြေပြင်တိုက်ပွဲပြင်းပြင်းထန်ထန်မရှိတော့လဲအပြန်လလက်နက်ကြီးများနဲ့ပစ်ခတ်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဟာဗမော်မြို့ကိုအပိတ်သက်သိမ်းပိုက်နိုင်ရေးအတွက်ထိုးစစ်ဆင်နေတာဟာ၆လကျော်နေပြီဖြစ်ပြီးတော့လက်တလောစီရဲ့အခြေအနေကိုမေးမြန်းကြည့်ရမှာဗိုလ်မှူးကြီးနော်ဘူးကပြောကြားထားခြင်းဖြစ်တယ်လို့သိရပါတယ် ်ဗမာဘက်ကအခြေအနေကတိတ်ထူးတာတော့မရှိပါဘူးခါတိုင်းလိုပါပဲလေကြောင်းနဲ့ဘုံကျဲတာတွေ drone နဲ့ဘုံကျဲတာတွေလောက်တော့ရှိပါတယ်နောက်လက်နက်ကြီးနဲ့အပြန်လန်ထူးတာတွေလည်းရှိတယ်မြေပြင်မှာတိုက်ပွဲပြင်းပြင်းထန်ထန်တော့မရှိဘူးလို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြထားပါတယ် KIA ဟာဗမာကိုအပိသက်သိမ်းပိုင်နိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိရာလက်ရှိမှာ အမှတ်27စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခ27ကိုထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။စကခ27ရဲ့ကာကင်းစခန်းတချို့ကိုတိတ်ပိုက်ထားပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့နှစ်ဝက်အတွင်းမှာစကခ27ရဲ့ကာကင်းစခန်းတချို့တန်ချက်ကတက်အမြောက်တက်တင်ငါတက် ဗမော်လေရင်ကွင်းနေရာပါဝင်စစ်ကောင်စီတက်ဆွဲထားတဲ့နေရာများနဲ့တပ်စခန်းများကိုသိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဝိုင်းမော်မြို့နယ်လမ်းမြန်ဒေသမှာလည်းဇွန်လ9ရက်နေ့မနက်အစောပိုင်းမှာစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့၎င်းကရှင်းပြထားပါတယ်။ဝိုင်းမော်လမ်းမြန်ဘက်မှာမနေ့ကမနက်ပိုင်းကတော့ခဏလေးအချိန်မှတိုက်ပွဲဖြစ်တာအခုတော့ငြိမ်တော့ပြန်ငြိမ်သွားပါပြီ။ drone နဲ့လက်နက်ကြီးတွေတော့ရန်ပန်ရခါပစ်တဲ့အခြေအနေတွေရှိပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြထားပါတယ်။စစ်ကောင်စီဟာအေပီလကလေးကဝိုင်းမော်လမ်းမြန်ဒေသကိုစီရေးလှောက်ရှားမှု ်များပြုတ်လုံနေတဲ့အတွက်ကြောင့် KI နဲ့ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဖားကံမှာ KIA နဲ့ KPDF ပူးပေါင်းတပ်ကိုစစ်ရှုံးခဲ့တယ်တမ33ရဲ့တမမှုဘုံမှုချုပ်ကြော်ဆန့်မြင်ကိုစစ်ကောင်စီကတမဌာနချုပ်ကိုပြန်ခေါ်သွားပြီးတော့မိသားစုဝင်တွေကိုပါဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖားကမှာတာဝန်ကျနေတဲ့ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကိုဇွန်လဇန်ပိုင်းမှာစစ်ကောင်စီကရဟတ်ရင်နဲ့ခေါ်သွားပြီးတော့ဌာနချုပ်ဖြစ်တဲ့သခိုင်းမျိုးကိုအရောက်မှာမိသားစုဝင်များကိုပါဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်တယ်လို့စီရေးသတင်းရင်းမြစ်တူကပြောပြထားပါရယ်33မှူးချုပ်အဖမ်းခံလိုက်ရပြီးမိသားစုဝင်တွေကိုပါဖမ်းတာသူကကချင်မှာစစ်ရှုံးတယ်လို့ အုပ်ချုပ်စီမံမှုညံပြင်းတာရဲ့လက်စားပြီးတော့လုံခြုံရေးပေါ့ရော့တယ်ဆိုတော့မှတ်ချက်တွေနဲ့အဖမ်းခံလိုက်ရတာပါသူထောင်ကြမှာတေးကြတယ်လို့အဲ့ဒီစီရေးသတင်းရေးမြစ်ကပြောပြထားပါတယ်အမှတ်33ချင်းမြန်တက်မှာဌာနချုပ်ဟာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တယ်သခိုင်းတိုင်းသခိုင်းမြို့မှာအခြေစိုက်တယ်လို့သိရပါတယ်တက်မှာ33ဟာဖားကတ်မှာ၄နှစ်နီးပါးတက်ဆွဲခဲ့ပြီးတော့ပြီးခဲ့တဲ့ဇွန်လကုန်မှာ မိုးကောင်းမြို့အခြေဆိုင်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ3နဲ့တက်အချိန်ပြောင်းပြုလုပ်ခဲ့တယ်လို့သိရပါဗျ။စကခ3ဦးဆောင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာကာမိုင်းလုံခင်ဖားကန်လမ်းအတိုင်းအေပီလ23ရက်နေ့ကစတင်ပြီးတော့စစ်ကြောင်းထိုးခဲ့ပြီးမေလ28ရက်နေ့မှာလုံခင်ရမ်းချက်ဆက်ယုံမေလ29ရက်နေ့နေ့လယ်ပိုင်းမှာဖားကန်ကိုရောက်ရှိသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ဘုံမှုချုပ်ကျော်ဆက်မြင့်ကိုရရင်နဲ့ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။ ်ဘယ်နေ့မှပြန်လဲခေါ်ဆောင်သွားတယ်ဆိုတာကိုတော့အသေးစိတ်အတိပြုလို့မရတော့လေဇွန်လ၄ရက်နေ့ညနေပိုင်းမှာ ဖားကန်ဘျူဟာဂုံးကိုစစ်ကူပုတ်ရင်လာတဲ့ရဟရင်နဲ့ခေါ်ဆောင်သွားတယ်လို့သတင်းများထွက်ပေါ်နေပါတယ်။အဲ့ဒီနေ့ကရဟရင်နှစ်ဆင်းလာပြီးတော့ဒစီဟာဆင်းသက်ခဲ့ပြီးကျန်တဲ့ဒစင်းကတော့မဆင်းမဲနဲ့ပတ်ပြန်ပြီးကင်းလဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရဟရင်ကို KI နဲ့ KPDF တို့ကပြစ်ခတ်ခဲ့ရအောင်အပြန်အလှန် ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေတာကန်များကပြောပါတယ်။လူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာတဲ့ရုပ်သံမှတ်တမ်းတွေထဲမှာဖားကန်ဘျူဟာဂုံးအနည်းမှာရဟရင်အနေပိုင်းပြန်တန်းနေတဲ့အချိန် တနက်ပြစ်ခတ်တမ်းများထွက်ပေါ်ခဲ့တယ်လို့သိရပါတယ်။ရရင်ဘုံကပြစ်ခတ်မှုကြောင့်အယက်သားပြည်သူနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံများကပြောပါတယ်။ဖားကန်ဗျူဟာကုန်းဟာမော်ဝမ်းရက်ကွက်မှာတရှိပြီးတော့လူနေအိမ်တွေနဲ့လည်းနှီးတယ်လို့သိရပါတယ်။ရဟတ်ရင်နဲ့ခေါ်သွားတာပါ။ကျန်တဲ့စစ်ကြောင်းတွေကတော့လာရလမ်းအတိုင်းပြန်มาပါ။ဖားကန်ကာမိုင်းလမ်းအတိုင်းထွက်ဖို့ပြင်ဆင်နေတာပါလို့ဖားကန်မျိုးကရှမ်းနီတက် SN နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဘိမျိုးဘက်ကနေတနင်္သာရီဘက်ကိုလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပို့တဲ့ရင်နန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့ကာနာစီပြစီသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ30ရက်နေ့နေ့လယ်7:00နာရီလောက်မှာ ဘိမျိုးဘက်ကတနင်္သာရီမျိုးဘက်ကိုလာတဲ့အကြမ်းမဆက်တဲ့ရိတ်ခါပို့ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကရန်ဖို့ချေးရွာစီအောင်ကုန်းအရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဆက်ကောင်းစီတပ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ချက်မရှိသေးဘူးလို့ပြောပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်အကြမ်းမဆက်တဲ့ရိတ်ခါပို့ကာနစီလဲ ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဘိုခင်းတပ်ဖွဲ့နဲ့ KNL တိုက်ရင်စစ်တပ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်းများအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းတရချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်က9ဦးတိမ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ28ရက်နေ့မနက်9:15မိနစ်ခန့်မှာတရချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တော်လိုင်းတပ်ဖွဲ့များဟာဝါရိတ်ခွန်ရှေ့တန်းစခန်းမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲဟာ35မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးတိမ်ဆုံပြီး9ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်ဒါအပြင်အဲ့ဒီနေ့မနက်7:35မိနစ်ကလည်းဝါရိတ်ခွန်အနီးမှာအကြမ်းဖက်စစ် ောင်စီတပ်သားများနဲ့ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်တပ်ကနှစ်ဦးသေဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွင်းအင်အားကရောက်80လောက်ရှိတယ်။တော်လိုင်းတပ်ဖွဲ့တွေရဲ့ရှေ့တန်းစခန်းကိုတော့ပြေးလိုက်ရပါတယ်။တရချောင်းမြို့နယ်တဲကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွင်းစစ်ကြောင်းကဝိုင်းရိုက်ခွန်ရှေ့တန်းစခန်းကိုပျောက်ကြားပုံစံနဲ့တက်လာတော့နှစ်ဖက်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာပါလို့တရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးလမ်းပိုင်းအနီးမှာရှိတဲ့အနောက်ဘုံဘုံရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့မှာအုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းပိုင်းနဲ့မိုင်တိုင်း3မိုင်ခန့်ကွာဝေးတဲ့အနောက်ဘုံဘုံကျေးရွာအတွင်းကိုဝင်ရောက်လာတဲ့ အင်အားတရာခန့်ပါတယ်အချမ်းမစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကအသင်းဆောင်ချူတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမစစ်ကောင်းစီတပ်သား6ဦးသေဆုံးပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းတွေက3မိုင်လောက်ဝေးတယ်အနောက်ဘုံကုန်းကျေးရွာတွေကိုအင်အားတရာလောက်နဲ့စစ်ကြောင်းထိုးပြီးဝင်လာတော့အသင်းဆောင်ဆိုင်ပြီးတော့တိုက်ခိုက်ခဲ့တာတိုက်ပွဲအတွင်းမှာစစ်ခွေး6ကောင်သေးတယ်အထိကိများတယ် စစ်ခွေးစစ်ကြောင်းရှိနေသေးတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ADG Brothers တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တယ်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့တနင်္သာရီတိုင်းဒဝဲခရိုင်ကဆယ်တုံမြို့နယ်မှာရှိတဲ့ကြောက်အိုင်ရွာကိုအကြမ်းမဆက်တက်ကလေးချောင်းကနေဘုံကျဲတက်ခတ်တဲ့အတွက်ကြောင့်ကလေးငယ်တအုပ်အပါအဝင်ပြည်သူနှစ်ဦးတိတ်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ9ရက်နေ့မနက်10:55မိနစ်ခန့်မှာ ဘိတ်တဝဲခရိုင်ကဆယ်တော်မြို့နယ်တောင်ပြောက်ကျေးရွာအုပ်စုမှာရှိတဲ့ကြောက်အိုင်ကွီးလေးကျေးရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter တစ်စီးနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအသက်၁၀နှစ်အရွယ်စောတန်းဝင်းထွေးနဲ့အသက်55နှစ်အရွယ်ဦးတောင်အောင်တို့နှစ်ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းရွှေဘုံမြို့နယ်မှာပြူစောတီတအုပ်ကလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ6ရက်နေ့ကသခိုင်းတိုင်းရွှေဘုံမြို့နယ်မြင်းချင်းကျေးရွာကပြူစောတိလက်နက်ကိုင်တအုပ်က G3 တလက် G ပေါက်3ခု G3 G 62000တောင်းတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်လို့သိရပါတယ်အလင်းဝင်လာတဲ့သူကိုဂုံပြူစုငွေထိုက်တဲ့အားလျော်စွာချိမြင့်ပေးခဲ့ပြီးတော့လူအခွင့်ရေးနဲ့အညီကောင်းမွန်စွာထိမ့်သိမ်းထားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့ဝင်များပြူစောတိများအနေနဲ့လည်း အမြန်ဆုံးအလင်းဝင်ရောက်ရန်လိုအပ်ပါကြောင်းအချိန်မရွေးဆက်သွယ်ပြီးတော့အလင်းဝင်ရောက်နိုင်ရန်ဖိတ်ခေါ်ပြီးတော့ပြည်သူရင်ဝင်ကိုခိုးလုံနိုင်ရန်ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ